င်္ဂလာပါလီယိုဘွန်ဇိုင်းအန်နာဂျီချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့ဘွန်ဇိုင်းပင်အတွက်အရေးကြီးဆုံးအချက်တွေထဲကတစ်ခုဖြစ်တဲ့ရေစင်းကောင်းတဲ့ဘွန်ဇိုင်းမြေစာကိုဘယ်လိုဆက်မလဲဆိုတာနဲ့ရေစင်းကောင်းမကောင်းကိုဘယ်လိုစမ်းသပ်မလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါရယ်ဘွန်ဇိုင်းပင်အတွက်ရေစင်းကောင်းတဲ့မြေစာကအလွန်အရေးကြီးရတဲ့အကြောင်းအရင်းတွေကတော့နံပါတ်1 အမြင့်ပုတ်ခြင်းကိုကာကွယ်နိုင်တယ်နံပါတ်1အမြင့်တွေမှာအောက်ဆီဂျင်ကိုရရှိစေနိုင်တယ်နံပါတ်3ဘွန်ဆိုင်ပင်အတွက်တင့်ညော်တဲ့အာဟာရတွေစုပ်ယူစေနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဘွန်ဆိုင်ပင်တွေကဘွန်ဆိုင်မြစ်စာရေစင်းမကောင်းဘူးဆိုရင်အမြင့်ပုတ်နိုင်ပါတယ်ဒါပေမဲ့အစိမ့်ပူပါနဲ့ဒီနေ့မှာတော့ဘွန်ဆိုင်မြစ်စာရေစင်းကောင်းမကောင်းစစ်ဆေးနည်းတွေကိုပြောပြပြသွားမှာဖြစ်ပါတယ်ဘွန်ဆိုင်မြေစာကိုရေစင်းကောင်းမကောင်းစမ်းသပ်ဖို့နီလန်း၅တွက်ကိုပြောပြပါမယ်။ ထမဆုံးအနေနဲ့မိမိဆက်ထားတဲ့ပွန်ဆိုင်မြေဆဲကိုအိုးထက်ထဲ့ပါပြီးတော့ပွန်ဆိုင်အိုးထက်ကိုရေလောင်းလိုက်ပါဗျရေတွေကအိုးပေါ်မှာအိုင်မနေပဲအိုးအောက်ခြေရေစင်းပေါက်ကနေမြ мян ဆက်ဆက်စီးထွက်သွားမယ်ဆိုရင်ကိုဆက်ထဲတဲ့မြေစီလွာကရေစင်းကောင်းတယ်လို့သတ်မှတ်နိုင်ပါတယ်ဒါမှမဟုတ်ပဲရေလောင်းလိုက်တာနဲ့အိုးပေါ်မှာရေတွေကအိုင်နေပြီးတအောင်းလောက်နေမှာတဖြည်းဖြည်းစီးထွက်သွားတယ်ဆိုရင်တော့ရေစင်းမကောင်းဘူးလို့သတ်မှတ်နိုင်ပါမယ် ဘွန်ဇိုင်းမြေစာကိုလက်နဲ့ဆန်းတက်ရပါမယ်ပထမဆုံးအနေနဲ့ကိုဆက်ထားတဲ့မြေစာကိုရေလောင်းပြီးမြေစာကိုလက်နဲ့ဆုပ်ကြည့်ရမှာပါအဲ့လိုဆုပ်လိုက်တဲ့အချိန်မှာဘွန်ဇိုင်းမြေစာကခက်ပြော့ပြော့နဲ့ဆေးကပ်နေတယ်ဆိုရင်မြေလုံးမကွဲဘူးဆိုလို့ရှင် ရေဆင်းမကောင်းဘူးလို့သတ်မှတ်နိုင်ပါတယ်ဒါပေမဲ့ဘွန်ဇိုင်းမြေစာကခက်မှန်မှန်နဲ့မြေလုံးလို့မရဘူးဆိုလို့ရှင်ရေဆင်းကောင်းတယ်လို့သတ်မှတ်နိုင်ပါတယ် နံပါတ်3ပွန်ဆိုင်မြေစာဖွဲ့စည်းပုံကို ကြည့်ချင်းဒီစံတတ်နီးမှာတော့ဆက်ထားတဲ့ပွန်ဆိုင်မြေစာကိုအနီးကပ်ကြည့်ရမှာပါပွန်ဆိုင်မြေစာထဲမှာတဲချန်ကြောက်စစ်ခဲဖွဲပြာနဲ့စပခွန်စတာတွေပါနေတော့ရေစင်းကောင်းတယ်လို့သတ်မှတ်နိုင်ပါတယ်ဒါပေမဲ့ပွန်ဆိုင်မြေစာကညက်နေပြီးစေးကတ်နေရေစင်းမကောင်းဘူးလို့သတ်မှတ်နိုင်ပါတယ်ဒါကတော့အမြင်နဲ့စစ်ဆေးတာပါ ွန်ဆိုင်မြေစာက ရေဆုပ်ယူမှုကိုစမ်းသပ်ခြင်းဘွန်ဆိုင်မြေစာကိုရေနဲ့ဆုပ်အောင်လောင်းခဏစောင့်ကြည့်လိုက်ပါဘွန်ဆိုင်မြေစာတွေကရေကိုမြန်မြန်ဆုပ်ယူပြီးတော့မြန်မြန်ခြောက်သွားတယ်ဆိုရင်တော့ရေစင်းကောင်းတယ်လို့သတ်မှတ်နိုင်ပါတယ်ရေဆုပ်ယူမှုအားကောင်းတယ်လို့လည်းဆိုလို့ရပါတယ်ဒါပေမဲ့ရေကိုနေကွေးစာဆုပ်ယူပြီးတော့ခြောက်ဖို့ကြာနေရင်တော့ရေစင်းမကောင်းဘူးလို့ပဲသတ်မှတ်နိုင်ပါတယ် ဘုံအောင်အောက်ခြေကိုကြည့်ပြီးတော့ရေစင်းကောင်းကောင်းကြည့်ချင်းဒီဆက်သက်ချက်မှာတော့ဘုံအောင်အောက်ခြေတဝိုက်ကို6နေလားစိုးမစိုးကိုကြည့်ပြီးတော့အာတတ်မှတ်ရမှာပါဘုံအိုးအောက်ခြေပိုင်းက6မိနစ်ပဲရေရီစိုးနေရင်တော့ဘွန်ဆိုင်မြေစာကရေစင်းမကောင်းဘူးလို့တတ်မှတ်နိုင်ပြီးတော့ဘုံအိုးအောက်ခြေက6နေနေရင်တော့ရေစင်းကောင်းတယ်လို့တတ်မှတ်နိုင်ပါတယ်ဒီနီလန်းတွေအသုံးပြုပြီးတော့ဘွန်ဆိုင်မြေစီလွာရဲ့ရေစင်းကောင်းမကောင်းကိုစမ်းသပ်နိုင်ပါတယ် ရေစင်းကောင်းတဲ့ဘွန်ဆိုင်မြေစာကတော့ဘွန်ဆိုင်ပင်အတွက်ပုံမကောင်းမြင်မီအမြင့်ပုတ်တာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်နောက်တစ်ခုတတိပေးချင်တာကဘွန်ဆိုင်မြေတွေကိုရေလောင်းတဲ့အခါအပင်ပေါ်ကနေမိုးရွာချလိုက်သလိုရေရေကိုလောင်းပေးရမှာပါအချိန်အနည်းနဲ့ကတော့15မိနစ်လောက်လောင်းပင်းရင်အကောင်းဆုံးပါပဲ။ဘာဖြစ်လို့အချိန်ကြာကြာလောင်းရတာလဲဆိုရင် ဝန်ဆိုင်မြေစာကရေစင်းကောင်းအောင်အထူးဆက်ထားတဲ့မြေစာတွေကိုအသုံးပြုထားလို့ပါရေဆိုးယုံလေးပဲလောင်းနေဆိုရင်တော့ရေစင်းကောင်းအောင်ဆက်ထားတဲ့ကြောက်ပွားတွေနဲ့ဆက်ဆက်မြေစာတွေဟာရေကိုစုပ်ယူထားဖို့အချိန်မလောက်ပါဘူးအချိန်ယူပြီးရေလောင်းရချင်းအကြောင်းကတော့ဝန်ဆိုင်အတွက်အထူးဆက်ထားတဲ့မြေစာတွေဟာရေကိုစုပ်ယူထိမ့်သိမ်းထားဖို့လိုအပ်လို့ပဲဖြစ်ပါတယ် ီလောက်ဆိုရင်ပုံစိုင်းမြစ်စာရေးစင်းကောင်းမကောင်းကိုဘယ်လိုစစ်ဆေးရမယ်ဆိုတာကိုတိလောက်ပါပြီဒီဗီဒီယိုလေးကိုအသုံးဝင်တယ်လို့ထင်တော့ comment လေးထားပေးခဲ့ပါ like and subscribe ကိုလည်းမမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်လေကျေးဇူးတင်ပါတယ်